ဇွန်လပထမပတ်ကစပြီးနောက်တော်မုံတုံလေးဟာမြန်မာနိုင်ငံကိုဝင်ရောက်နိုင်တယ်လို့ဧပြီလ28ရက်နေ့ကထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗရီယာညွှန်ကြားမှုဦးစီးဌာနရဲ့မိုးဦးမိုးလေမိုးနှောင်းရေပူရခံမှန်းချက်အရသိရပါတယ်။အနောက်တော်မုံတုံလေးဝင်ရောက်ပြီးနောက်မိုးဦးကလာမှာပင်ကလာပင်လယ်အော်မှာလေပြင်းရဲ့ရေဝင်နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်ဟာပုံမှုအားကောင်းလာကမုန်တိုင်းငယ်ဖြစ်ရောက်ရှိနိုင်တယ်လို့သိရပါတယ်။ဒါအပြင်မိုးလေကားကမှာတော့ပင်ကလာပင်လယ်အော်မြပိုင်းမှာလီဗီးယားနဲ့ရေဝံ၃ချိန်ဖြစ်ပေါ်နိုင်ပြီး၂ချိန်မှာပုံမှုအားကောင်းလာကမုန်တိုင်းငယ်ဖြစ်ကိုရောက်ရှိနိုင်တယ်လို့ဆိုပါရယ်။ မုံနောက်ကာလာမှာတော့ဘင်္ဂလားပင်လယ်အော်မှာလီဘီယာနဲ့ရဝနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမအားကောင်းလာကမုံနိုင်ငယ်ဖြစ်ကိုရောက်ရှိနိုင်ပြီးအဲ့ဒီကာလာအတွင်းအနောက်တောင်ဘက်သို့လေမှာအားနှင်းငယ်ကနေအားအသင့်အသင့်ရှိနိုင်တယ်လို့သိရပါတယ်။ဒီဘင်္ဂလားပင်လယ်အော်မှာပေါ့လေမြို့အော်မှာဟိုပြောဒီမုံတော်ပြူသွားလာပြီနဲ့ဒီနဲ့မင်းလာရာဒါဟိုမုံနိုင်ငယ်ပထမအရာဒီပြောလို့မှာဆောင်းရောနဲ့ဒီအနောက်ဘုံလေး လာရတဲ့ကြောင့်လို့သူရဲ့ဝင်းနေရပေါ့လေသူရဲ့စိတ်ညစ်ဖြစ်တယ်ပေါ့ဟိုသုံးလို့ရတဲ့ဟိုလေလေနေရာမှာဒီတော့တော့မဟုတ်ဘူးလေဟိုနိုင်တော့နေရာတစ်ခုနဲ့တစ်ခုဟိုပေါ့ပေါ့ဒီစိတ်နဲ့တွေ့ပြီးသားနဲ့ရှင်တော့ဒီဘင်းကားဘင်းနေအောင်မှာဒီရိပ်ကွင်းလို့ဒီရိပ်ကွင်းလို့ဖြစ်တယ်ဒီဦးကြီးကဒီမှာဆိုရင်နေပြည်တော်ရဲ့ဝင်းဖြစ်နေတာပေါ့လေမြန်မာနိုင်ငံတွင်ကိုအနောက်တောင်ဘက်သို့လေစတင်ဝင်ရောက်တဲ့အချိန်မှာနေရာကွက်ကြားမိုးချစ်ချုံရွာသွန်းတာ လေပြင်းတိုက်တဲ့ဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ပြီးမုတ်တုံလေဝင်ရောက်ပြီးတပတ်ခန့်ကြာမြင့်ပြီးမှသာချက်ချိုးမိုးတက်လေပြင်းဖြစ်စဉ်တွေကြောင့်လည်းသွားမယ်လို့သိရပါတယ်။အခုနှစ်အတွက်မိုးဥကာလကတော့အနောက်တောင်မုတ်တုံလေစတင်ဝင်ရောက်တဲ့နေ့ကနေဇွန်လကုန်ထိဖြစ်ပြီးမိုးလေကာလဟာဇူလိုင်လကုန်ကနေဩဂုတ်လကုန်ထိဖြစ်ပါတယ်။မုန်နောင်းကာလာကတော့စက်တင်ဘာလ၁ရက်နေ့လောက်ဖြစ်ပြီးမြန်မာတနင်္ဂနွေလုံးကနေအနောက်တောင်မုတ်တုံလေပြန်လည်ဆုတ်ခွာသွားတဲ့နေ့ဖြစ်ပါတယ်။